Facebook အကောင့်တွေရဲ့ password တွေကို ပြန်ကြည့်ခြင်းတဲ့သူတွေအတွက်ကိုယ်အနေနဲ့ဖုန်းထဲမှာဖွင့်ပေးထားရမယ့် setting တစ်ခုအကြောင်း အားလုံးမိတ်မင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်အနေနဲ့အရင်ကဗီဒီယိုတစ်ပုဒ်မှာ Facebook account ရဲ့ password တွေကိုဝင်ကြည့်တဲ့နီလန်းလေးကိုမျှဝေပေးခဲ့ပြီးပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီလိုမျိုး password တွေကိုပြန်ကြည့်ဖို့အတွက်ကိုအနေနဲ့ Gmail account တွေကိုဖွင့်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ setting list တစ်ခုကိုဖွင့်ပေးထားဖို့လိုပါတယ်ဒီ setting list တွေကိုဖွင့်ပေးထားမှဒါကိုအနေနဲ့ Facebook account တွေကို login ဝင်တဲ့အခါမှာ Facebook account ရဲ့ password တွေ Gmail တွေကိုစေထားပြီးတော့ကျွန်တော်တို့အနေနဲ့မေ့သွားတဲ့အချိန်မှာလေ ည်းအဲ့ဒီ Facebook account ရဲ့ Facebook ဖုန်းနံပါတ်တွေ Gmail တွေနဲ့ password တွေကိုကိုယ်အနေနဲ့ပြန်ကြည့်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ setting လေးကိုဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာလိုက်ကြရအောင်။ပထမဆုံးအနေနဲ့ Gmail software လေးတက်ကိုဝင်ပေးလိုက်ပါခင်ဗျာ။ Gmail software တက်ကိုရောက်ပြီဆိုရင်တော့ဒီညာဘက်အပေါ်တောင်းမှာရှိတဲ့ကိုယ့်ရဲ့ Google account logo လေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါ။ပြီးရင်တော့ Google account ရဲ့အောက်နားမှာရှိတဲ့ Manage your Google account ဆိုတာလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ။ โอเคပါဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့အပေါ်ကဘားဒန်းတွေက၄ခုမြောက်မှာရှိတဲ့ security ဆိုတဲ့ဘားဒန်းလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ကျွန်တော် screen လေးကိုပေါ်ကိုဆွဲတင်ပြီးတော့ password manager ဆိုတဲ့ထဲကိုကျွန်တော်အနေနဲ့ထပ်ဝင်ပေးလိုက်ပါโอเคပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်နေရဒီအောက်ရဲ့ဘားဒန်းလေးမှာရှိတယ်ကျွန်တော် password ရဲ့ shortcut ရဲ့ setting ဆိုတဲ့၃ခုရှိပါတယ်အဲ့ဒီထဲကညာဘက်အစွန်မှာရှိတဲ့ setting လေးတက်ကိုဝင်ပြလိုက်ပါခင်ဗျာ ပြီးရင်တော့ကျွန်တော်တို့ဖွင့်ပေးထားရမယ့်ခလုတ်ကလေးကတော့ဒီအပေါ်ဆုံးက3ခုဖြစ်ပါတယ်ဒီအပေါ်ဆုံးက3ခုဖြစ်တဲ့ offer to save password ဆိုတဲ့ခလုတ်ကလေးကိုလည်းကိုယ်အနေနဲ့ပိတ်ထားတယ်ဆိုရင်ဖွင့်ပေးထားလိုက်ပါပြီးရင်တော့ auto sign in ဆိုတဲ့ခလုတ်လေးကိုလည်းကိုယ်အနေနဲ့ပိတ်ထားတယ်ဆိုရင်တော့ဖွင့်ပေးလိုက်ပါခင်ဗျာ ်ပြီးရင်တော့ password အလားဆိုတဲ့ကျော်ခလုတ်လေးကိုပိတ်ထားမိတယ်ဆိုရင်လည်းကိုယ်အနေနဲ့ဖွင့်ပေးထားရမှာပဲဖြစ်ပါတယ်ဒီခလုတ်လေး၃ခုကိုကိုယ်အနေနဲ့ Google account ဖွင့်ဖွင့်ပြီးပြီးချင်းမှာကိုယ်အနေနဲ့ဖွင့်ပေးထားမှာဒါကျော်တို့ Facebook account လေးတွေကို login ဝင်တဲ့အခါပဲဖြစ်ဖြစ်တခြား account တွေကို login ဝင်တဲ့အခါပဲဖြစ်ဖြစ်ကိုယ့်ရဲ့ password လေးတွေကို save ခိုင်းတဲ့ setting လေးပေါ်လာမှာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ်တဲ့အခါမှာလည်းကိုယ်အနေနဲ့ save ဆိုတာလေးကိုနှိပ်ပေးခဲ့မှာဒါကျော်တို့အနေနဲ့ Facebook account ရဲ့ password တွေတခြား account တွေရဲ့ password တွေကိုမေ့သွားတဲ့အချိန်မှာကျော်တို့အနေနဲ့ဒီလိုမျိုးပြန်ဝင် ကြည့်နိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့ကကျွန်တော်တို့နေဒီစပင်လေး၃ခုကိုဖွင့်ပေးထားမယ်ဆိုရင်တော့ကိုအနေနဲ့ Google account password ပဲဖြစ်ဖြစ်တခြား Facebook account password ပဲဖြစ်ဖြစ်တခြား Gmail တွေ Instagram တွေတခြား YouTube တွေရဲ့ အကောင့်နေရဘတ်ဆွာတွေပဲဖြစ်ဖြစ်ကိုယ်အနေနဲ့တစ်ချိန်ချိန်မှာမေ့သွားခဲ့သည်ရှိတော့ကိုယ်အနေနဲ့ပြန်ဝင်ကြည့်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ setting လေးသုံးခုကိုဖွင့်ထားပြီးမယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဘာအကောင့်နေရဘလိုမျိုးအကောင့်နေရဘတ်ဆွာတွေကိုပဲမေ့မေ့ကိုယ်အနေနဲ့တစ်ချိန်ချိန်မှာပြန်ပြီးတော့ဝင်ကြည့်လို့ရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ video လေးမှာမျှဝေပေးခဲ့တာကတော့ကိုအနေနဲ့ Facebook account ရဲ့ password တွေကိုမေ့နေလို့ပဲဖြစ်ဖြစ် ိုအနေနဲ့တခြားဂျီမေးကောင်းတွေရဲ့ password တွေကိုပဲမေ့နေလို့ပဲဖြစ်ဖြစ်ပြန်ကြည့်လို့ရနိုင်မဲ့ setting လေး၃ခုကိုဖွင့်ပေးထားရမယ့်အကြောင်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။